်မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Photoshop နဲ့မွေးနေ့ဖိတ်စာပြုလုပ်တဲ့နည်းလေးကို share လုပ်ပေးသားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီအရင်နေ့ကဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ဒီ TikTok မှာပေါ့နော်ဒါလုံနီးမျိုးစုံကိုကျွန်တော်ဒီအရင်ဆုံးအနေနဲ့တင်ပေးလိုက်တယ်နော်တင်ပေးလိုက်တဲ့အခါမှာဒီဗီဒီယိုလေးကတူတူလေးပါနော်အဲတင်ပေးလိုက်တဲ့အခါမှာဒီအောက်မှာ comment လေးတွေမှာဒီသိကျင်နေဆိုရင်ဒါကျွန်တော်မန်ကက်ဆိုပြီးတူတာဗီဒီယိုလေးထဲမှာပြောခဲ့ရပါတော့ အဲ့တော့ကြောရဲ့ဒီ comment အောက်မှာဒါ29,000တောင်ရှိရပါတော့เนาะဒီလိုမျိုးဒီဖိတ်စာလုံကြီးတွေသိကျင်တဲ့ဒီ comment ပိုင်းရှင်တွေအားလုံးတွေအဲကျွန်တော်ဒီ video လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးမစခင်ကျွန်တော်ရဲ့ဒီ share ပေးလေးပေါ့เนาะဒီကျွန်တော်ရဲ့ knowledge zone ပေးလေးကိုအဲ follow လေးလုပ်ပြီးတော့အားပေးခဲ့ပါဦးเนาะဒီဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ knowledge zone ပေးမှာဆိုရင်လဲဒါကျွန်တော်ကဒီဖုန်းနဲ့ပတ်သက်နေပြကြတယ်ကွန်ပျူတာသင်ခန်းစာတွေကိုเนาะဒီမှာအများနဲ့ ဒီမှာလည်းကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ page လေးကိုလည်း follow လေးလုပ်ပြီးတော့အားပေးခဲ့ပါအောင်နော်โอเคအဲ့တော့ကျွန်တော်ဗီဒီယိုလေးဆက်လိုက်အောင်ရေဆုံးနေနဲ့ကျွန်တော် Photoshop software လေးကိုဖွင့်လိုက်ပါဖွင့်ပြီးသားဆိုလို့ရှိရင်ဒီလိုမျိုး battery ကနော် battery ဒီဖိတ်တာလေးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကတော့ site ခေါ်လိုက်မယ်အဲတခုရှိတာကကျွန်တော်ဒီ A4 စာရွက်ထဲမှာကျွန်တော်တို့က print ဒီလေးခုစန့်ကျင်နေဆိုရင်ထည့်ကျင်နေဆိုရင်ကျွန်တော် A4 site ကပုံမှန်ဆိုရင် site ကတော့11.693 8.240ပဲရှိပါတယ်။အဲတော့ကျောင်းကဒီဖို့ကျွန်တော်တို့ဒီအခု site လေးကတော့ဒါ force site ပေါ့နော်။ဒါပေမဲ့ force site ဆိုပေမဲ့ကျွန်တော်တို့က force စစ်ကိုအပြည့်ယူလို့မရပါဘူး။ကျွန်တော်ဒီပါဆိုရင် width ကို5.7ယူထားတာဖြစ်ပါတယ်5.7 inch ရယ်ယူပေးထားတာဖြစ်တယ် height ဆိုရင်လေးလက်မှပြပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့ A4 size က controller စီနဲ့နှိပ်တဲ့အခါမှာဒီ size က12လက်မှမပြေဘူးပေါ့เนาะ11.93ပဲရှိတဲ့အတွက်ကျွန်တော်တို့ကဒီဘေးမြင့်လေးလည်းခြံရအောင်ပဲဒီ အောက်မှာဆိုရင်တော့8.27ပြည့်တဲ့အတွက်အောက်ကတော့၄လက်မှယူလို့ရတယ်နော်အပေါ်မှာတော့ဒီ11 point 693ကိုကြာတော့ကျွန်တော်တို့က6လက်မှအပြည့်ယူလို့မရပါဘူးဒါကတော့ဝက်ပေါ့နော်ဟုတ်ကဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ကို short ပြီးတော့ယူပါပါပေါ့နော်5.7 inch ပြီးတော့လို့ရှိရင်4 inch ပေါ့နော်အဲ့တော့ file နဲ့ကိုသွားပါဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ file တွေက control ရဲ့အနေနဲ့လည်းရတယ်ဖိုင်နဲ့ကိုသွားလည်းရတယ်နော်ကျွန်တော်ကတော့ control ရဲ့အဲ့ရဲ့ keyboard ကနေပြီးတော့နေလိုက်ပါမယ် သာမဏေအတိလေးခေါ်ဖို့တွေ့ဒကူမန့်အတိလေးခေါ်ဖို့တွေ့ဒီတည်းကတခုခုနှိပ်လိုက်ပါเนาะအဲတခုခုနှိပ်လိုက်ပြီးသားရည်ဆိုလို့ချင်းကျောကဒီ file site ကိုယူมาဖြစ်ပါတယ်ဒီရဲ့ဝိ့ဆိုတဲ့နေရာမှာ4 point 5.7ပေါ့เนาะ5.7 inch ရယူရမှာဖြစ်ပါတယ်တက်ကီခုံမှာဒီအောက်နေရာမှာက height က4 inch ယူมาဖြစ်ပါတယ် resolution 300ထားပါမယ် resolution 300ထားပြီးတော့ဒီ color mode ကိုလည်းကျွန်တော် RGB ပဲထားလိုက်မယ်เนาะ RGB နဲ့ပဲထုတ်ပြသွားမယ် ။ Okay CMYK 3လက်ရ RGB 3လက်ရနော်ကျွန်တော် RGB နဲ့ပဲထုတ်သွားမယ်။ပြီးတော့ OK ကို create ဆိုတာလေးကိုနှိပ်လိုက်ပါနော်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ size သာမဏေလေးရလိုက်ပါနော်။သာမဏေလေးရကြတော့5.7 full inch ဖြစ်ပါတယ်။အဲဒီပုံစံလေးရသားရဆိုလို့ရှိရင်ကျောင်းဒီထဲမှာလိုအပ်တဲ့ဒီလိုမျိုး background လေးတွေထည့်မယ်ကလေးပုံလေးတွေထည့်မယ်စာတွေထည့်မယ်ဆိုရင်ဘယ်လိုထည့်မလဲဆိုရင်ကြည့်အောင်အဲ့တော့အရင်ဆုံးနေနဲ့ကျွန်တော်ကကျွန်တော်ကတော့เนาะဒီ background လေးကို ကျွန်တော်ရဲ့စက်ထဲမှာရှိတဲ့ဒီ background ပုံလေးကိုခေါ်ပြီးတော့ထည့်လိုက်ပါမယ်။ဒါကျွန်တော်ရှင်းပါစေဒါကျွန်တော်တော့ background လေးကြီးစေ့ထားပါတော့။တည်တဲ့တိန်းထားတာစေ့ထားတာ ရှိပါတယ်။အဲ့ဒီ file လေးတွေကိုကျွန်တော်ကတော့ခေါ်ပြီးတော့ထည့်လိုက်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တော့ဒီထဲမှာစင်ပြလေးတစ်ခုထည့်လိုက်မယ်နော်။စင်ပြတဲ့ file လေးတစ်ခုထည့်လိုက်မယ်။ဒီပုံလေးပွင့်လာပြီဆိုလို့ရှိရင် control A select ပေးပါ။ control C ရဲ့ copy U ပြီးရင် control ရဲ့ W ရဲ့ပိတ်တာပါနော်။ control ရဲ့ W ရဲ့ကျွန်တော်ပိတ်ခဲလိုက်ပြီ။အဲပြီးတော့ဒီ document လေးထဲမှာ ကွန်ထရိုးရဲ့ဘူရဲ့နေရာရှာပါမယ်။ Okay ကွန်ထရိုးဘူနေရာရှာပြီးတော့ကွန်ထရိုးရဲ့ T ရဲ့ကျုပ်မှာပေါ့နော်။ကွန်ထရိုးရဲ့ T ရဲ့ transform ပေါ့နော်။ transform ဆိုတာဒီလိုမျိုးလေးကိုလိုလိုပြန်ပြီးတော့ကျုပ်နာတွေ၊ရှဲ့တာတွေပြင်တာဖြစ်ပါတယ်။ transform ပေါ့နော်။ free transform ဖြစ်ပါတယ်။သူ့ကိုအဲရှစ်ကိုဖိတွေ့တာအောက်လို့ပြန်ဆွဲလိုက်မယ်။ Okay ကျွန်တော်ဒီပုံစံလေးပြရမှာဖြစ်ပါတယ်ဒါမိတ်စတိုးအနေနဲ့အဆင်ပြေစလို့သုံးလို့ရရယ်เนาะကျွန်တော်တော့သဘောတရားယူအားလုံးကိုပြောပြပေးသွားတာဖြစ်ပါတယ် အဲမက်စထရိုအနေနဲ့ဒီလိုရှိရှိမကြိုက်ဘူးဆိုရင်လည်းတခြားပုံလေးတွေထည့်လို့ရတယ်နော်အဲဒီပုံလေးကိုကျွန်တော် opacity ရှော့ပါမယ် opacity ကဘယ်နေရာမှာသွားရှော့ရမလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီနေရာလေးမှာရှိပါတယ်ဒီနေရာလေးမှာနော်ဒီနောက်မှာအဲ့ဒီ layer 1ပေါ်နေပါ layer 1ပေါ်နေပြီး opacity ရဲ့ဖေးရဲ့နှစ်ခုရှိပါတယ်အဲ့ဒီတည်းကကျွန်တော်တို့ opacity လေးကိုအဲရှော့ပေးလိုက်မယ်ရှော့ဆယ်လောက်ထားလိုက်မယ်နော်အောက်ကဖေးဆိုတာလေးကိုလည်းကျွန်တော်ကရှော့ဆယ်လောက်ထားလိုက်ပါမယ်ရှော့ဆယ်လောက်ထားပြီးသားကြီးဆိုလို့ရှိရင် โอเคအဲဆိုရင်ဒီနောက်ခံလေးကနည်းနည်းမိန်သွားပြီပေါ့နော်ဒါနောက်ခံကိုလုံးဝတောက်ညာကြီးမထားဘူးမိန်သွားတာပေါ့နော်โอเคဒီထဲမှာပြီးရင်လိုအပ်တဲ့ပုံလေးတွေကျွန်တော်ဒီမှာထည့်ပါမယ်အဲ့တော့ S2 အနေနဲ့ကိုရဲ့ဒီကလေးပုံလေးရကြတော့ဒီကိုရဲ့ဟိုတတမီမီလေးပေါ့နော်ကိုရဲ့ဒီဝင်းနေရှင်ရဲ့ကလေးပုံလေးကိုထည့်ပြီးလို့ရပါတယ်ကျွန်တော်ကတော့ဒီတဲမှာရှိတဲ့ဒီကလေးလေးပေါ့နော်ကလေးလေးတယောက်ရဲ့ပုံကိုထည့်လိုက်မယ် တော့ဒီထက်မှဆို control ရဲ့ဟိုပဲကျွန်တော်ဖွင့်လာမယ်เนาะကျွန်တော်ရဲ့စက်ထက်မှာအဲဒီကလေးပုံလေးရှိပါတယ်เนาะဒါဒီတိုင်းထည့်ရအောင်ဆိုပြီးတော့ဒီတိုင်းကျွန်တော်သိမ်းထားပါဘောเนาะအဲဒီပုံလေးကိုထည့်လာမယ်เนาะ guys တို့အနေနဲ့ဒီပုံလေးကဒါ background ရောပါနေပါเนาะ background ရောဆိုရင်သိမ်းပြီးတော့စင်မပြေဘူးအဲ့တော့ကလေးပုံလေးကိုတည်တဲ့ကျွန်တော်တို့ပန်တူးလေးဖြစ်အဲပန်တူးလေးပြီးတော့ကျွန်တော်ယူလို့ရတယ်ဒါမှမဟုတ်တခြားတူးရေပါเนาะအဲဒီထဲမှာကျွန်တော် quick selection tool လေးကိုသုံးပြီးတော့ပြသွားမှာဖြစ်ပါတယ်အဲ့တော့ quick selection tool လေးကိုနှိပ်ပေးလိုက်ပါ ဝစ်ဆလရှင်2ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီထဲမှာနှိပ်လိုက်ပါเนาะအဲသူ့ကိုအပေါ်လေးမှာကျွန်တော်ရှိပါတယ် select subject ဆိုတာလေးရှိပါတယ်သူ့ကိုနှိပ်လိုက်ပါဒါဆိုရင် auto selection ပေးပါတယ် okay ကိုပေးလိုက်ပါเนาะဒါကကျတော့ selection selection ကို auto select ပေးတယ်အဲ2လေးပေါ့เนาะဒါကျွန်တော်က photoshop 2000နဲ့21ပေါ့เนาะ2021ပါရှင်အဟောင်းလေးပေါ့เนาะ metro အနေနဲ့ဒီ25လေးပါနေနိုင်နေဆိုလို့ရှိရင်လည်းသုံးလို့ရရနော်အဲ့တော့ကျွန်တော်တို့ဒီ2ထဲမှာဒီ quick selection tool လေးနဲ့ဒီမှာမလိုတဲ့အပိုင်းလေးကိုထည့်ပြီးတော့ပြင်ပါအောင်မယ်။အဲ့တော့ဒီနေရာလေးပါဒါမလိုတဲ့အပိုင်းလေးရထည့်ပြီးတော့ချော့လိုက်မယ်เนาะကျွန်တော်ဒီနေရာလေးမှာဒါ selection တွေကများနေပါတော့ကိုမလိုချင်တဲ့အပိုင်းလေးပါဆိုလို့ရှိရင်ဒါထည့်ပြီးတော့ချော့ပါเนาะဒါ order key လေးနဲ့ကျွန်တော်ကထည့်ပြီးတော့ချော့နေတာဖြစ်ပါတယ်ဒါဆိုရင်တော့ရှစ်ပါเนาะ okay ဒီပုံစံလေးရပြီဆိုလို့ရှိရင်ဒါ selection ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဓာတ်ပုံကိုကြွားပေးဖို့လိုပါတယ်ကြွားတာကကျွန်တော်တို့က control ရဲ့ j ရဲ့နဲ့လည်းပွားလို့ရတယ် control ရဲ့ j ပေါ့နော် control key ကို p j ကိုနှိပ်ပါနောက်တစ်ခုအမှဓာတ်ပုံလေးအနားလေးကိုဟိုဝါးကျင်တယ်ဆိုရင်ကျွန်တော်တို့ဖဲ့တာပေးလို့ရပါတယ် shift key ရဲ့ဖန်ကျင် key တွေက f6 ရဲ့ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့က shift key ကိုနှိပ်ပါအဲဖန်ကျင် key ရဲ့ shift ရဲ့ f6 ရဲ့နှိပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်လည်း ချစ်ကဲ app စစ်ကဲပေါ့နော်ဒါဖဲတာလေးပေးတာပါကျွန်တော်တို့ဒီမှာဖဲတာမှာပေးတော့ဒီတိုင်းပဲပွားလိုက်မယ် control ရဲ့ g ရဲ့ပွားလိုက်ပါမယ် control ရဲ့ g ရဲ့ပွားပြီးသားရေဆိုလို့ချင်းဒါ background ပုံလေးကိုမျက်စိမိတ်ကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီလိုမျိုးလေးကလေးပုံလေးတွေ့ရမှာဖြစ်ပါတယ်အဲဒီအောက်ဆုံးလေးမှာပါတာဒါ eraser လေးတစ်ဖြစ်လာမယ်နော် okay ကျွန်တော်ဒီပုံစံလေးရသွားပြီဆိုလို့ရှိရင်ဒါဒီပုံလေးကို control ရဲ့ c ရဲ့ copy ယူပါကျွန်တော်တို့ဇောနာအစမျက်နှာလေးတက်အောင်သွားလိုက် control ရဲ့ v ရဲ့နေရာရှာပြီးတော့ control ရဲ့ t ရဲ့ transform လုပ်ပါမယ်ကိုလိုချင်တဲ့ site ပုံစံလေးဒီလိုမျိုးလေးလာပြီးတော့ချိန်ပါပြီးသွားပြီဆိုလို့ချင်ကျွန်တော်စာတွေပါတွေရေးဖို့အတွက်ဒီကျွန်တော်ဒီထဲမှာလိုပဲဒီပုံလေးပြေးလိုက်မယ်နော် control ရဲ့ w အဲဒီထဲမှာရှိတဲ့ဒီပုံစံလေးတွေစာလေးတွေရေးတော့မယ်ဆိုရင်ဒါကျွန်တော်တို့ကဒီ keyboard ကနေပေါ့နော်ဒီဒါမှမဟုတ်ရင်လည်းဒီဟိုအောင်နှိပ်ပါဒီ text ဆိုတာလေးကိုနှိပ်ပါနော်ဒါလေးက text စာရေးတာပါပြီးသွားလို့ချင်းဒီဒါလေးမှာ text ဆိုတာလေးကိုနှိပ်ပြီးတော့ ကိုလိုချင်တဲ့ဖောင်လေးကိုဒီမှာရေးပေးလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီထဲမှာအဲဒီကိုမိတ်ဆွေတို့အနေနဲ့ဖောင်လာနေသုံးချင်တယ်ဆိုရင် W ဖောင်နေရမင်းဖောင်နေအင်းဝါတို့ဝင်းတောင်ကြီးတို့ဒီဖောင်နေတာမြမစာအတွက်စလုံးလာတွေ Photoshop မှာသုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်တော့ဒီမှာရမင်းဖောင်လေးပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်ခေါင်းစဉ်လေးကိုရေးလိုက်မယ်ဒီမှာရက်တရာပြေးမွေးနေ့မင်္ဂလာဖိတ်ကြွလာဆိုပြီးတော့နော်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဒီကလေးရဲ့ဒီအစဉ်ပြာလေးကိုရေးလိုက်ပါနော် အဲ့တော့ဒီမှာကျွန်တော်ရေးပြမယ်။စာလေးကိုလည်းဒီခါလည်းကျွန်တော် selection ပေးပြီးတော့ထင်ရှားစေမယ်။ color လေးကို ပြောင်းပေးလိုက်မယ်နော်။ Okay ။အနည်းအောင်လေးဆိုရင်ဒါကျွန်တော်ဒီမှာလုံးဝပေါ့ရပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ရက်တရာပြေဝင်းနေမင်္ဂလာ ဟုတ်လားဖိတ်ကြတော့နော်ဒါနာပြီးရင် control a နဲ့ selection ပေးပြီးတော့ကျွန်တော်တို့က font size ကြီးမှာဆိုရင်တခါလေအဲဒီမှာကိုလိုချင်တဲ့ font size ပုံစံမျိုးကိုကြီးပါတော့ control a နဲ့ selection ပေးအဲပေးပြီးသားရင် font size လေးကြီးပါမယ်ပြီးသားလို့ရှိရင်လိုချင်တဲ့နေရာလေးမှာကျွန်တော်ထားပြီးတော့ဒါဒီဒီပုံစံလေးပေါ့နော်အဲဒီပုံစံလေးထည့်ပေးလိုက်ပါပြီးတော့ရင်ကျွန်တော်တို့ကနောက်တစ်ခုကဘာရှိသေးလဲဆိုလို့ရှိရင် တို့ဒီပေါ့နော်ကလေးပုံလေးတွေရဲ့ဒီဘေးမှာဒီ happy birthday တို့ဒီလိုမျိုးဟာလေးတွေကြတော့ကျွန်တော်မှာက auto ဒီစေတာလေးရှိပါတယ်ကျွန်တော်မှာရှိရနော် message တို့အနေနဲ့လိုအပ်တယ်ဆိုရင်လည်းအဲဒီ Google မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်သွားပြီးတော့ download ရပါတယ်ဒါမှမဟုတ်တခြားဒီရောင်းတဲ့ website တွေလည်းရှိပါတယ်နော် website တွေလည်းရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော်တစင် မှတ်ဝင်လို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာစာရီရေးနေကျွန်တော်ဗီဒီယိုလေးအတားရှည်သွားမှာဆိုလို့ကျွန်တော်ဒီထည့်ကနေပြီးတော့အဲသူ့ကိုယူပေးလိုက်မယ်နော်ဒီထည့်ကနေတော့ကျွန်တော်ဒီထည့်မှာယူပေးလိုက်ပါမယ်။ဒါဒီလိုမျိုးလေးယူပေးလိုက်မယ်နော်ဟို share တဲ့ကျွန်တော်ယူလိုက်တာပါ။ရေးနေရဆိုရင်ဒါဟိုဗီဒီယိုရတားရှည်သွားမှာဆိုလို့ပေါ့နော်။အဲတော့ကျွန်တော်တော့ဒီမှာပုံစံတွေကိုတော့ပြောင်းပြမယ်။စာအုပ်တော့ကျွန်တော်ကိုယ်တိုင်မရေးတော့ဘူးပေါ့နော်။အဲ့တော့ဒီမှာခေါင်းစဉ်လေးတက်ပါ ဟိုခေါင်းစဉ်လေးတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့စာတွေကိုကျွန်တော်ရှေ့ရနေလို့ယူလိုက်တယ်အဲယူပြီးသွားပြီဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ပုံစံကိုကျွန်တော်ပြောင်းပြမယ်နော်အဲ့တော့ဒီအပြာရောင်ကြီးပေါ့နော်ကျွန်တော်ဒီရမေးသိရမေးသိမျိုးတီလဝတ်တိနော်ဒီအစားလေးတွေကိုကာလာတွေပါပြောင်းချင်တယ်ဆိုရင် selection ပေးပါနော် အသုံးပြုပုံလေးတွေကိုကျွန်တော်သုံးသုံးပြသွားမယ် selection ပေးပြီးတော့ကျွန်တော်တို့ဒီ collagen နဲ့အပေါ်မှာเนาะအပေါ်မှာ color တွေရှိရဒါမှမဟုတ်ဒီဘောက်လေးတဲမှာလည်း color တွေရှိရဒါတော့ mesto အနေနဲ့ collagen နဲ့ပုံစံကိုအဲဒီမှာပြောင်းပေးလိုက်ပါเนาะဒီမျိုးဒီပုံစံလေးထားလိုက်မယ်အဲဆိုရင်ဒီပုံစံလေးကြိုက်ပါเนาะတကယ်လို့ဖောင့်တွေပြောင်းခြင်းနဲ့ဆိုရင် selection ပေးပါဒီဖောင့်ဟုံးတက်ထရပါเนาะဖောင့်ဒီဖောင့်ထဲမှာဆိုလို့ရှိရင်ကျွန်တော် collagen နဲ့ဖောင့်ကို ီမှာလည်းကျွန်တော် preview အနေနဲ့လည်းကြည့်လို့ရပါတယ် preview အနေနဲ့လည်းကြည့်ပြီးတော့ရွေးချယ်လို့ရပါတယ် okay ဒီနေရာကြိုက်နေတဲ့ form ရှိရဆိုလို့ချင်းကျွန်တော်တို့ပြောင်းပေးလိုက်ပါเนาะအဲဒါဆိုရင်ကျွန်တော်ဒီ form လေးကိုတုံးလိုက်ပါမယ် okay ဒီ form လေးတွေအဲအများကြီးရှိရပါเนาะကျွန်တော်ဒီ form လေးတွေအဲတုံးလိုက်မယ်ဒါဆိုရင်ဒီ form လေးတွေဆိုတာလှပါเนาะ โอเคဒီပေါင်းလေးလာရဆိုလို့ရှိရင်လည်းအောက်ကဖားလေးကိုလည်းအတူတူဖြစ်သွားအောင်ကျွန်တော်ကပြောင်းလိုက်ပါမယ်အဲ့တော့အဓိကဒီအပွားဖောင်းလေးဖြစ်ဖို့လိုပါတယ် W 52ပေါ့နော်အောက်ကဟာလေးကိုလည်းကျွန်တော်က W ရက်တရာပြည့်မွေးနေ့ကို W 52 Okay ဒီလိုမျိုးလေးကျွန်တော်ပြောင်းပြီးသားဆိုလို့ရှိရင်သူ့ကိုလည်း color ကိုလည်းကျွန်တော်အထက်မှာပြောင်းခဲ့တဲ့အတိုင်းဒီအစိမ်းရောင်လေးပြောင်းလိုက်ပါမယ်အဲအထက်ကပုံစံလေးတိုင်းတူသွားအောင်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးလေးကျွန်တော်ရလာမှာဖြစ်ပါတယ် finish ရဲ့ စာမွေးနေ့ရှင်နာမည်ပေါ့နော်မွေးနေ့ရှင်နာမည်ကိုဒီမှာထည့်ပေးလိုက်ပါမယ် control ရဲ့ဒီရဲ့အဲဒီနောက်နေ့တွေမှာလည်းဒီဟွာဘော့ကျန်တဲ့လိုအပ်တဲ့ဖိတ်စာပြုလုပ်နေအဲဒီ business ကပြုလုပ်တည်တဲ့ပြုလုပ်တဲ့နည်းတွေကိုကျွန်တော်ထည့်ပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်အဲ့တင်ပေးသွားမယ်ဆိုရင်လည်းကျွန်တော်ရဲ့ comment လေးမှာ yes လို့မှတ်ခဲ့ပေးပါနော် yes လို့မှတ်ခဲ့ပေးပါ အများတဲ့သူရှိရဆိုလို့ရှိရင်တင်ပေးပါမယ်တကယ်လို့အဲဟိုတိသွားပြီးစင်ပြေသွားပြီးဆိုရင်လည်းကျွန်တော်တခြားဗီဒီယိုလေးတွေတင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးတွေယူလိုက်ပါ ဒါဆိုလို့ရှိရင်ကျွန်တော်စာလေးတွေကလုံးဝအဆင်ပြေနေပါတယ်နော်။ကိုလိုချင်တဲ့စာလေးကိုကျွန်တော်တို့ကရေးရတော့ W font နဲ့ပုံမှန်အကုန်လုံးတန်း CV ရေးသွား။ရေးပြီးသွားပြီဆိုတော့မှဒီလိုမျိုးလိုအပ်တဲ့ font လေးတွေကိုကျွန်တော်လိုအပ်တဲ့ color တွေလိုအပ်တဲ့နေရာပေါ့နော်။ဥပမာဒီလိုမျိုးနာမည်တွေပေါ့နော်။လိုအပ်တဲ့နေရာတွေမှာကျွန်တော်တို့ကဒီလိုမျိုးပြောင်းလို့ရသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်ဥပမာဆိုပါစို့ကျွန်တော်ကရက်တရာပြည့်ဆိုတဲ့အားလေးကိုအဲရက်တရာပြည့်မွေးနေ့မင်္ဂလာဆိုတဲ့အားလေးကိုကျွန်တော်က font တစ်မျိုးလေးထားခြင်းနဲ့ဆိုပါစို့ ။အောင်တစ်မျိုးလေးဆိုရင်တော့သူ့ကိုလည်း selection ပေးပါတော့နော်။ selection ပေးပြီးတော့ကိုလိုချင်တဲ့ဖောင်းဒီထဲမှာရှိတယ်။အဲဥမာဆိုပါစို့ W90 နေဆိုပါစို့ဒါဆိုဒီလိုမျိုးလေးကျွန်တော်တို့ပြောင်းလို့ရသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်90အဲကျော်ဒါဆိုရင်ကိုလိုချင်တဲ့နေရာလေးကို selection ပေးပြီးတော့ဒီဖောင်းပြောင်းပေးလိုက်ရင်ကျွန်တော်လိုချင်တဲ့ကိုလိုချင်တဲ့ပုံစံလေးတွေကိုအသုံးပြုလို့ရသွားမှာဖြစ်ပါတယ်။အဲ့တော့ Maestro အနေနဲ့ဒီနေရာလေးတွေရှာပါမယ်နော်။ အဲဒီစာလေးတွေပြောင်းတာတော့ရမယ်เนาะကျွန်တော်တို့တွေ့တူးတူးမပြောင်းပြတော့ဘူးဗီဒိုဒါရှေ့လာမှာဆိုလို့နောက်တစ်ခုကကျွန်တော်ဒီဖိုင်ထဲမှာကျွန်တော်တို့ဒီလိုအပ်တဲ့ပုံလေးတွေထည့်ထည့်အောင်ပြပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီတခြားပုံလေးပေါ့เนาะဘတ်ဒီ PNG ပုံလေးတွေဒီမှာရှိတယ်ကျွန်တော်ကတော့လိုအပ်တဲ့ပုံလေးတွေကိုလိုအပ်သလိုထည့်ပေးတော့မှာဖြစ်ပါတယ်ရော့ဒီမှာတစ်ချက်နေ Happy birthday ဆိုပြီးတော့ပါเนาะ โอเคဒီမှာလိုအပ်တဲ့ပုံစံတွေအများကြီးရှိပါတယ်ဒီအလေးတွေကျွန်တော်ယူလိုက်ပါမယ်ပြီးရင်ဥပ္ပံပါเนาะ โอเคအဲဒီမှာ png ပုံလေးပါเนาะအဲဒီ png ပုံလေးတွေကိုအဲ့ဒီထဲမှာဆွဲထည့်လိုက်ပါမယ်ဒီထဲမှာကိုလိုအပ်တဲ့ပုံစံလေးတွေရှိရဆိုရင်လည်းဒီ Google မှာသွားပြီးတော့ရှာလို့ရပါတယ်ဒါလေးကို control ရတဲ့နေဒီဖောင်းဆိုင်လေးပါเนาะဖောင်းဆိုင်ရဲ့ပုံစံ sorry transform လေးတွေသိပြလိုက်မယ်เนาะသူ တိုင်းကြီးနေနဲ့ကျွန်တော်အဆင်မပြေပါဘူးเนาะ Okay ကြာဆိုရင်ကျွန်တော်ကဒီပုံစံလေးရလာမှာဖြစ်ပါတယ်ဒီပုံစံလေးရလာပြီဆိုရင်လည်းသူ့ကိုအဲတခြားလေးထည့်ပြီးတော့ထည့်ပါမယ်ရောဒါလေးလည်းဒီမှာထည့်လို့ရပါတယ် Facebook အနေနဲ့ဒါကိုယ့်ရဲ့စိတ်ကြိုက်ပါနော်ဒီဟာကိုအသုံးပြုလို့ရတာမှဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုရှေ့သားမှာဆိုလို့ဒီလောက်ပဲအဲတူတူတုတ်တုတ် ြောလိုက်ပေးရစီနော်โอเคโอเคပြီးရင်နောက်တစ်ခုတခြားလေးပေါ့နော်တခြားပုံစံဒီဇိုင်းလေးလည်းရှိရတယ်ဒါလေးပြိတ်လိုက်မယ်နော်ဒီပုံလေးလည်းယူလိုက်မယ်ဆွဲထည့်လိုက်မယ်အဲဒီပုံစံလေးကိုကျတော့တက်တက်ထားလိုက်ပါဘောနော်ပြီးရင်ဒီပုံစံလေးကိုယူလိုက်မယ်ဟုတ်အပေါ်ဆုံးမှထားလာမယ်နော်ကလေးရဲ့အထင်သာလေးမျိုးโอเคဒါဆိုလို့ရှိရင် ကလေးကိုကြာတော့ အောက်လေးကိုနည်းနည်းရှာပါမယ်အဲကလေးကအောက်နာအောက်နာလေးကိုနည်းနည်းရှာပြီးတော့ဒီလိုမျိုးလေးတုံးပေးလိုက်ပါနော်โอเคဒါတော့ကျွန်မွေးနေ့ဖိတ်စာပြုလုပ်တဲ့နည်းလေးပါနော်အဲဒီလောက်ဆိုရင်ကိုဒါကျွန်တော်ရဲ့ message တွေများအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်နော်အလုံးဝလွယ်ပါနော်လော်ပါမှမခက်ပါဘူးပြန်ဒီမှာလည်းကျွန်တော်ခေါင်းစဉ်လေးထည့်လိုက်မယ်ဒါလေးပိတ်လိုက်မယ်နော်ကွန်ထရောရဲ့ W ကွန်ထရောရဲ့ W control ရတယ်ဘယ်လိုပြိလိုက်ပြီနော် okay ဒီထည့်ကလိုအပ်တဲ့ဒီကောင်းစင်လေးရမယ်ဒီသားလို့ရှိရင်ဒီထည့်မှာဘာတွေလိုအပ်သေးလဲဆိုရင်တော့ဒီဟွာလေးပေါ့နော်နေ့ရက်ရက်စွဲလေးလိုအပ်ပါတယ်အဲ့တော့ဒီဥစ္စာလေးကိုလည်းကျွန်တော်ကဒီထည့်မှာ copy ဆွဲထည့်လိုက်မယ်နော် control s copy ယူလိုက်မယ်အဲ့ဒီဒီထည့်မှာကျွန်တော်ကဒီအချိန်နေဒါအကြီးကြနေမှာဆိုလို့ပေါ့နော် control ရဲ့ v အာအဓိကကတော့စာစာရေးတဲ့ပုံစံမျိုးရတယ်သိတယ်ဆိုရင် စင်ပြေစင်ပြေပါတယ်နော်အဲ့တော့ဒါလေးတွေကို ဒီမှာသူကျွန်တော်ကဒီ layer တွေက live ပြီးရွေးနေရယ်ဆိုရင်ကျွန်တော် layer တွေကို lock ခတ်ပါတော့ဥပမာဆိုပါဆို background layer အောင်ဆိုပါဆိုဒါဆိုရင်တစ်ချက်နှိပ်လိုက်ပါဒီမှာတော့ပုံစံလေးရှိပါတယ်နော်အဲဒီတော့ပုံစံလေးကိုနှိပ်လိုက်ပါဒီကျွန်တော် background layer အောင်တစ်ချက်နှိပ်တော့ပုံစံလေးကိုနှိပ်လိုက်ပါဒါဆိုရင် layer ကို lock ခတ်ထားပြီပေါ့နော်အဲဒါဆိုရင်ဒီဟာလေးဒီဟာလေးတွေကိုကျွန်တော်ကဒီလိုမျိုး selection ပေးပြီးတော့အောက်ကိုသူ့ကိုရွှေ့လိုက်မယ်ရွှေ့ပြီးသားဆိုလို့ရှိရင်ဆိုတော့ဒီဟာလေးပေါ့နော်အဲကလေးပုံလေးတွေပါ냐 ီသူ့နေရာနဲ့သူဒီမှာပြန်ထားလိုက်ပါတော့ကျွန်တော်ဆောင်းရဲ့ရွေ့သွားဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာဒီလိုမျိုးလေးရတာလေးဆိုလို့ရှိရင်ဒီကလေးပုံလေးပဲပဲတို့ကလေးပုံကသေးသေးနဲ့သေးပါတော့ဒါကိုအနေနဲ့ကိုယ့်ရဲ့ဒီစာမျက်နှာထဲမှာကျွန်တော်တို့ဆက်အောင်အသုံးပြုပြရမှာဖြစ်တဲ့အတွက်ကိုလိုအပ်သလိုချိန်လို့ရပါတယ်ပြင်လို့ရပါတယ်အဲဒီမှာဆိုလို့ရှိရင်လည်းသူ့ကိုအဲဒီကျွန်တော်ရဲ့ဗီဒီယိုဒါတားရွေးချိန်သွားရဆိုရင်လည်း base တို့ဒီဟောပေါ့နှစ်ပိုင်းခွဲပြီးတော့ကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ် ဒါကြီးဗီဒီယိုရှင်းသွားရဆိုလို့ရှိရင်လည်းနှစ်ပိုင်းခွဲပြီးတော့တင်ပြသွားမှာเนาะ TikTok မှာဆိုရင်ဒါကျွန်တော်ဗီဒီယိုကဒီဒါကြီးအရှိကြီးလည်းတင်လို့မရဘူးပေါ့เนาะအဲ့လိုမျိုးလေးလည်းရှိပါတယ်အဲ့တော့ကိုလိုချင်တဲ့ဒီမှာနေရအရှိဥစ္စာလေးတွေကိုလည်းပြင်ပါအဲဒီလောက်ဆိုရင်ဒါအစင်ပြေနေပြီပေါ့နော်โอเคအဲဒီလောက်လေးထားလိုက်မယ်နော်ဒါလေးကပေါ်တင်လိုက်ပါမယ် โอเคမက်စတိုအနေနဲ့ဒါဒီနေ့ဒီမွေးနေ့ဖိတ်စာပြုလုပ်တဲ့နည်းလေးကိုရမယ်လို့ထင်ပါတယ်အဲ့တော့မက်စတိုအနေနဲ့ဒီလိုမျိုးတက်တက်ရက်လေးလုံးဝဖြစ်တော်အောင်လုပ်ပါတော့ဒီထဲမှာရှိတဲ့လိုအပ်တဲ့ပုံတွေကိုလည်းဒီကုခဲမှာရှိရဲ့ဒီ Chrome browser တစ်ခုခုပေါ့နော်ကွန်ပျူတာမှာရှိတဲ့ Chrome browser တစ်ခုခုကအဲရှာလိုက်ပါတော့ Firefox လို့ကြောအများကြီးရှိပါတယ်အဲ့ဒီမှာလည်းဒီကိုလိုအပ်တဲ့ပုံစံလေးတွေတွားပြီးတော့ရှာပေးပါတော့ရှာပြီးတော့အဲ့ဒီမှာ သုံးလို့ရတယ်နော်အဲ့တော့ဒီ layer လေးတွေအဓိကဒီ layer လေးဒါဆိုရင်ဒီပေါ်မှာတင်လိုက်တယ်ဆိုရင်ဒါ layer ကသူ့အောက်ကိုရှပြရမှာဖြစ်ပါတယ်အဲ့တော့ဒီ layer လေးကိုအောက်ကိုဖိဆဲလိုက်ပါနော်ဒီတော့ layer ပေါက်ထဲမှာအောက်ကိုဖိဆဲလိုက်တယ်ဆိုရင်စာရဲ့အောက်ကို layer လေးကကျောက်သွားမှာဖြစ်ပါတယ်အဲ့တော့စာရဲ့အောက်ကိုရောက်အောင်ရှာပါဒါဆိုရင်ကျွန်တော်စာရဲ့အောက်ကိုကျောက်သွားပြီဖြစ်ပါတယ်စာရအောင်ရောက်တာပြီပေါ့နော်ဒါဆိုရင်သူ့ကိုကွန်ထရိုးရဲ့ဒီရဲ့ကိုလိုချင်တဲ့နေရာလေးကိုရွှေ့ပါ ကိုလိုချင်တဲ့နေရာလေးကိုရွှေ့ပါနော်โอเคအဲရွှေ့ပြီးသားပြီဆိုလို့ရှိရင်သူ့အနာခေါက်လိုက်ပါအဲကျွန်တော်ကတော့ဒီထက်ဒီပုံစံလေးထက်ပြီးတော့သူ့ကိုအဲ့ဒီမှာတင်ပေးလိုက်မယ်လက်ထဲမှာနော်အဲလက်ထဲမှာသူ့ကိုတင်ပေးလိုက်ပါမယ်ပြောဒီ layer ကိုကျွန်တော် lock ခတ်လိုက်ပါမယ် layer ကိုရွှေ့မတော့ဘူးနော် ဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကဒီမှာတိုက်ကြီးနေဆိုလဲသူ့ကိုနည်းနည်းသိပေးလိုက်ပေါ့နော်နည်းနည်းလျှော့လို့ရပါတယ်โอเคအဲဒါဒီလောက်ဆိုရင်အဆင်ပြေရနော်ဒီလောက်ဆိုရင်ကျွန်တော်အဆင်ပြေသွားပါပြီတကယ်တော့ဒီနေ့မှာတော့ကျွန်တော် Photoshop နဲ့ Moonlight Face ကပြလုပ်တဲ့နေ့လေးပေါ့နော်လော့လေးတွေကိုပြန်ဖြီးပါဒီနေရာလေးမှာတစ်ချက်နေပြီးတော့ဖြီးပေးလိုက်ပါနော်အဲဆိုရင်ကျွန်တော် Photoshop နဲ့ Moonlight Face ကပြလုပ်တဲ့နေ့လေးကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အဲနောက်နေ့နောက်နေ့တွေမှာလည်းဒီကျွန်တော်ရဲ့ channel လေးတွေမှာအများရန်တင်ဆက်ပေးသားမှာမို့လို့ကျွန်တော်ရဲ့ဒီ TikTok ပေါ့နော် TikTok channel လေးရဲ့အခုဒီလက်ရှိ knowledge ဆုံးပေးလေးမှာလည်းကျွန်တော်အများရန်တင်ဆက်ပေးသားမှာဖြစ်လို့ဒီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ပေါ့နော် YouTube ဆိုရင်လည်း YouTube ပေါ့နော်အဲ YouTube channel လေးကိုလည်းကျွန်တော်ကအားပေးခဲ့ပါအောင်နော် YouTube channel လေးကိုလည်းကျွန်တော်ဒီမှာခါလိုက်ပြလိုက်ပါမယ်ကျွန်တော်မှာ knowledge ဆုံးဆိုပြီးတော့နှစ်ခုရှိပါတယ်အရင်အခုကျွန်တော်ဒီမှာ subscriber ဒါဆိုရင်6ယောက်ပဲရှိပါသေးတယ် ကျွန်တော်ရဲ့ဒီ channel လေးอ่ะအဲအဲ့ဒါတခုခုဖြစ်သွားလို့ဒါကျွန်တော်ရဲ့ channel အစ်စ်လေးပေါ့နော်ဒီ dev profile ကဒီပုံလေးနဲ့ပေါ့နော်ကျွန်တော်မှာဒီ knowledge zone ဆိုပြီးတော့နှစ်ခုရှိရတခုကအဲ့ဒါဖြစ်သွားတယ်ဒါလေးတွေကိုလည်းကျွန်တော် logo ရှင်းဖို့အစီအစဉ်ရှိပါတယ်နော် ဒါလေးတွေကိုလည်း logo ပြန်ပြီးတော့ရှင်းမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်တော့ဒါကျွန်တော်ရဲ့ channel လေးက error ဖြစ်သွားလို့ဒါအစ်စ်လေးပေါ့နော်ဒီ channel လေးမှာကျွန်တော်အမြဲတမ်းပြင်ဆက်ပေးတော့မှာဖြစ်ပါတယ် subscriber 6ယောက်ပဲရှိပါသေးတယ်ဒီဟာလည်း join ထားပါနော်ဒီမှာအမြဲတမ်းကျွန်တော်နေ့စဉ်နေ့တိုင်းပြင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို update ခဲ့ပါတော့နော် okay အဲ့တော့ video လေးကတော့ကျွန်တော်ဒီလောက်ပါမယ်နော်ဒါဆိုရင်ကျွန်တော်ဒီနေ့ Photoshop နဲ့မွေးနေ့ဖိတ်စာပြုလုပ်တဲ့နေ့လေးကိုရမယ်လို့ထင်ပါတယ် Mix Studio အနေနဲ့နောက်နေ့နောက်နေ့မှာလည်းတည်ကျင်းတဲ့ဗီဒီယိုသင်ခန်းစာလေးရှိရဆိုလို့ရှိရင်ကျွန်ရဲ့ comment လေးမှာ 玩 ES 也是为了满街飞吧？阿龙雪人下面加吧，子，肯定。